a pop pad a no pad no no a pop pad do chimo man ne ikapo အောက်ဆောင်ခိုင်ကိုရတဲ့ဒီနေ့တော့ဝတ်သားနဲ့ငပြောဦးချက်ပြပါမယ်အရင်စားလို့ကောင်းတဲ့အတွက်အဆုံးထိကြည့်ရှုပြပါ တ်သားကိုဒီတိုင်းပဲလုံးမိချက်လဲရပါတယ်ကျွန်တော်ကတော့အယောင်လေးပိုလောက်အောင်လို့တကြားစီတက်ပြီးတော့ချက်ပါတယ်တကြားအနေတော်လေးထည့်ပြီးရင်အယောင်ပြောင်းလာပြီးတော့တစ်ဖြည်းဖြည်းနဲ့ကြည်သွားမယ်ညိုလာမယ်ပြီးရင်အမြုပ်လေးတွေထွက်လာပြီးဆိုရင်ဝတ်သားထည့်လို့ရပါပြီအဲ့ဒီအချိန်မှာထည့်ရင်အရန်မွေးပြီးတော့အယောင်ရမ်းတပါတယ်နည်းနည်းနောက်ကျသွားတာနဲ့တူးသွားနိုင်တဲ့အတွက် မျက်စိထောက်ထောက်ကြည့်နေဖို့လိုပါတယ်။ကြည့်ရင်တော့ငယ်သားတဲ့ဝတ်သားကိုထည့်ပြီးရင်စီလေးပြန်လာတဲ့အထိမွေမွေလေးဖြစ်အောင်လို့စီတက်ပြီးချက်ပါတယ်။ဖုံးခနာအုပ်ထားပြီးခနာဆောက်ပါမယ်။ဒါကတော့ဒီဘက်ကစဖုံမှုချက်နေတဲ့ဟင်္ဂါဖြစ်ပါတယ်။ စီပြန်လာပြီဆိုရင်ရေနှဲငယ်ထည့်ပြီးတော့အနှဲငယ်နူးတဲ့အထိတည်ထားရပါမယ်အစီနဲ့အသားနူးကာနီးအချိန်လောက်မှပဲမပြောဥကိုထည့်မှာဖြစ်ပါတယ်မပြောဥကတော့တညစားရည်စိမ်ပြီးတိတ်ထားတာဖြစ်တယ်ပုံစံကတော့ကြိုက်တဲ့ပုံစံမျိုးစုံနဲ့အတုံးတုံးကြီးချက်လို့ရပါတယ်ဒါကတော့ကျွန်တော်မဟင်ကချက်တုံးကပို့သွားတဲ့မပြောဥတွေကိုထည့်ထားတဲ့အတွက် မိုးရင်ကလည်းထဲတဲ့ငပြိုးတုံးတဲ့ပုံစံဖြစ်နေပါတယ်တကယ်တမ်းဝတ်သားနဲ့ချက်ရင်တော့နည်းနည်းလေးဒီထက်အတုံးကြီးကြီးလေးဆိုရင်တော့အတုံးမပြောက်ပဲနဲ့ပိုစားလို့ကောင်းပါတယ်ခဏပြန်အုပ်ပြီးတော့လူးတဲ့တိဆောက်မှဖြစ်ပါတယ်ပမဲအော်လာပမဲအော်လာခွန်သာခီးနေအနာမူလာတော့ဘီဘလော့ဂါနေပမဲ ไม่ค่อยควาดบวชากุจิราลาจะบอกว่าเรื่องนี้มาว่านะไม่ลานชมเลยเดี๋ยวเอาวีบอยจะเอาวีบอยากุจิไม่ลอยอ่ะเอาวีบอยชนยาจะลุจะลุโดนนดอกก้อไม่ด

查科技了呀。查科技，查。查科技了。你不要在干呢，Hello，搞不起了。搞的，搞破案嘛嘞。哎，搞破案嘞，哎呦我的。ก็แพ้ไม่อยากก็พาอ่านแล้วก็พาอ่านแล้ว เลยเนี่ยเลยสามีมาเลยรู้เปล่าเลยเนี่ยเลยสามีก็จะเลยพี่ยังพี่ตะขาโดพี่ตะขาโดมึงพี่ตะขาโดด้วยพี่ตะขาโดพี่ตะขาโดตั้งแต่ไะตู้ก็ไปจ้ะตู้ไปมาค่ะตปบพอลาตับปอลาตับพอลาตับพอลาตับพอลาแค่พอลี่อยู่จะอะไรบ้างจ้าตับพอลาพออะไรใส่เอ๊ะ 哎，我这来。ဘလိုပန်းပါလဲဒီလိုဒီလိုဒီရနေဝယ်သားပေးရေဒီရနေဝယ်သားပေးဒီလိုဒီလိုဒီလိုနော်အော်ဖောဖတ်အနော်အဖောဖတ်တို့ချီဘိုမာနေကဘောဝတ်သားဟင်းနူးတာစောင့်နေတော့သားဖားတွေပေါ်နေတာဖြစ်ပါတယ်အခုကတော့ ်အသားလည်းနူးပြီးရုပ်ချော်ချော်လေးနဲ့မြည်ပြလိုက်တဲ့အခါမှာလည်းအနေတော်လေးဖြစ်ပါတယ်အစီရောအသားရောဣတဲ့အနေတော်လေးရပြီမပြောဘူးလေနူးသွားပြီဆိုရင်တော့ချလို့ရပါပြီဒီဟင်းကတော့ကျွန်တော်ရန်ကုန်မှာမစားဘူးပါဘူးကရင်ပြည်နယ်ရောက်မှဖះเจ้าအလူတွေသွားရင်းနဲ့သူတို့ချက်တာကိုတွေးလို့ကျွန်တော်ပြန်ချက်တာဖြစ်ပါတယ်အဲ့ဒီငပြောဦး အရန်စားလို့ကောင်းပါတယ်ဝတ်သားအရသာဝင်သွားတဲ့အတွက်ကျွန်တော်ကတော့မပြောဥကြီးပဲနှိုက်စားတယ်ဒါပေမဲ့အရင်ကုန်သွားတာတော့ဝတ်သားပါเนาะမပြောဥအရန်ကောင်းပါတယ်ပြန်ချက်စားကြည့်ပါဒါဖြစ်လို့လဲဆိုတော့မပြောဥကလည်းပေါ်ပါတယ်နေရာတိုင်းမှာအဲဒါကြောင့်မလို့မပြောဥနဲ့ဝတ်သားဒီကရင်ပြည်နယ်ရောက်မှစားဘူးတဲ့အတွက်ကရင်ရိုးရာလို့လည်းပြောလို့ရတယ်စားကြည့်ပါစခုံးစတာ